ုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ခုပြပေးမယ့်စိုက်ကလေးက၄ brake site နော်၄ brake site ကိုအရင်ပြမယ်ပြီးရင်ကွာပေါင်းခြင်းလေးတစ်ချက်ပြမယ်နော်ဟုတ်ကဲ့အားလုံးကြည့်ရအောင်နော်အဲကျွန်တော်တို့အရင်ဦးဆုံးဒီမှာသူက6ခါ1ခါ1ခါ4ခါနော်ဒီ၄က site နော်ဒီ6 1 1 4နော်အဲ့ဒီ6 1 1 4ကဒီမှာရှေးပေါင်း6ရှေးပေါင်း1 ရှေပောင်းတေရှေပောင်းလေ6114လို့သူကကစားလိုက်တာဗောနော်အဲ့ကစားပြီးတာ ਨੇ သူကဒီ6ခါကိုတဲ့နော်ဒီ6ခါကိုနော်ဒီ6ခါကိုတဲ့သူက6ပါပါ1 V shape 1လို့ထောက်လိုက်တာเนาะ6ပါပါ V shape 1ထောက်လိုက်တယ်ထောက်ပြန်တဲ့အဲ့6ကိုဒီ9ခါနဲ့9ခါနဲ့ဒီ break 1နဲ့6လို့ပြန်ရိုက်တယ်เนาะသူကဒီ6ကို ဒီ6ခါကို6ပါဝါ V shape 1အဲ့တကိုဒီ9ခါနဲ့အဲ့ဒီ6ကိုပြီးတော့မှအဲ့6ကိုဒီ9ခါနဲ့ break တင်နဲ့6ရိုက်တယ်နော်ဒါပထမကအဲ့ဒီအချိန်မှာသူက break 3ခုပေါင်းရင်ဟာ break 6ရဲ့ break 4ရဲ့ break 1ရဲ့ဆိုတော့ break 3ခုပေါင်းရင်6 4 1က တက်လို့ထောက်ထားတယ်เนาะစီနီယာလာမှာသူက1နှစ်3လေးနဲ့စီနီယာလာမှာသူကเนาะအဲ့ဒီ1နှစ်3လေးနေရာအပေါ်မှာထောက်ပြီးသားရင်เนาะဒါပေမဲ့ရှုပ်သွားမှာဆိုလို့မပြတော့ဘူးထဲပြီးတော့เนาะစီနီယာ1နှစ်3လေးကိုပဲမှတ်ထားလိုက်ပေါ့เนาะဟောဒီပထမအကတ်မှာသူက6ထိပ်ကိုတဲ့ V shape 6 V shape 1 6ကပါပါ V shape 1လို့ရတယ်အဲ့ဒီ1 1ရိုက်ပြီးရတယ်ဒီ6ကို9နဲ့ break တင်နဲ့6ဒုတိယအကတ်မှာဒီမှာတစ်ခါဖြစ်သွားပြီအဲ့ဒီတစ်ခါကို1ကပါပါ V shape 6လို့ရိုက်လိုက်တယ်เนาะတက်ကပါပါ V shape VH 6ရိုက်ပြရတယ်ဒီတစ်ကိုဒီတစ်ခါကိုဒီခွန်နဲ့ဒီခွန်ခါနဲ့ဒီ brake လေးနဲ့ကိုတစ်လို့ပြန်ကစားရတယ်เนาะတစ်လို့ပြန်ကစားရတယ်အဲ့ဒီချိန်မှာ brake 3ခုပေါင်း brake 3ခုဇောင်းပေါင်းလိုက်ရင်5 brake က3 brake က4 brake က2ဖြစ်သွားပြီเนาะ2ဖြစ်သွားပြီပထမကတ်မှာ1ဒုတိယကတ်မှာ brake 3ခုပေါင်းညက်2เนาะ2ဖြစ်သွားပြီ ဟုတ်ကဲ့တော့တတိယကတ်သွားမယ်เนาะတတိယကတ်မှာသူက6ပြီးပြီး1ပြီးပြီးဆိုဒီ1တစ်ကက်ပါပါဘူးတဲ့တခါ V shape 6လို့သူကဒီမှာထည့်လိုက်ပြန်1ပါပါ1ကက်ပါပါကို V shape 6လို့ထည့်လိုက်တယ်ထည့်ပြီးကမှဒီ1ကိုဒီ3ညာခါနဲ့ဒီ break 1နဲ့ကို1လို့ပြန်ကစားတယ်เนาะအဲ့1လို့ပြန်ကစားတဲ့အချိန်မှာတော့ break 3ခုဇောင်းပေါင်းခြင်းက3ညာ break ရဲ့2 break ရဲ့1 break ရဲ့ဆိုတော့3ဖြစ်သွားပြီเนาะပထမကတ်မှာ break 3ဇောင်းပေါင်းခြင်းက1ဒုတိယ ပရိသုံးခုဇောင်းပေါင်းခြင်းရဲ့နှစ်ဥတ္တရကမှာပရိသုံးခုဇောင်းပေါင်းခြင်းရဲ့သုံးเนาะအဲ့လိုလိုက်တာเนาะသူကလိုက်လာပြီအခုဒီမှာစရရကကိုရောက်ပြီเนาะဒီလေးဒီလေးရတဲ့6114ဒီလေးကိုသူက v shape 4ရဲ့ပါပါကိုးလို့သူကကစားလိုက်တယ်เนาะဒီလေးကို4ရဲ့ပါပါကိုးလို့ v shape ကစားရတယ်ကစားပြီးတော့ဒီလေးကိုဒီတုံညာခါနဲ့ဒီ break နဲ့4ကစားရမှာပေါ့เนาะတုံညာခါနဲ့4ကစားရမှာဆိုတော့သူက4 break ပေါ့เนาะ4 break နော်လေးဘရိတ်အဲ့ဒီလေးဘရိတ်မှာမှာသူကအဲ့ဒီလိုကြိုက်တာ ਨੇ တဲ့ဘရိတ်၃ခုစောင်းပေါင်းရင်ကနှစ်ဘရိတ်ကဲရှစ်ဘရိတ်ကဲဒီလေးဘရိတ်ကပေါင်းရင်လေးလာဖြစ်မယ်နော်လေးလာဖြစ်မယ်ပထမကတ်မှာ၁ဒုတိယကတ်မှာ၂တတိယကတ်မှာ၃စုပ်ကတ်စုပ်တာကတ်မှာဇောင်းညာ၄နော်ဘရိတ်၃ခုဇောင်းပေါင်းခြင်းဒီကနေစတာဘရိတ်၃ခုဇောင်းပေါင်းခြင်း၁ဘရိတ်၃ခုဇောင်းပေါင်းခြင်း၂ဘရိတ်၃ခုဇောင်းပေါင်းခြင်း၃ဘရိတ်၃ခုဇောင်းပေါင်းခြင်း၄ရထပ်ချုပ်ထားမယ်အဲ့ဒီမှာ၆၁၁၄ဆိုတဲ့ကောင်ကို၆ကပါဝါကို တစ်ထောင်မယ်ပြီးမှအဲ့ခြောက်ကိုဒီငါခါနဲ့ brake နော်တစ်ခဲ့ပါပါဘူးဒူးရှိတ်6ထောင်မယ်ထောက်ရနေဒီတစ်ကိုခုံးနဲ့ brake လေးနဲ့တစ်နော် နောက်ဒီတစ်ခဲ့ပါပါဘူးဒူးရှိတ်6လို့ထောင်မယ်ထောက်ပြီးကမှဒီတစ်ကိုဒီ၃ခါနဲ့ဒီ brake တစ်နဲ့တစ်နော်အဲ့တော့ဒီလေးကိုလေးရဲ့ပါပါဘူးဝီရှိတ်ကိုကထောက်ထားပြီးထောက်ထားပြီးရနေဒီလေးကိုသူကဒီ၃ခါနဲ့ brake လေးနဲ့လေးပြန်တယ်အဲ့မှာပရိသုံးခုဇောင်းပေါင်းကြီးတွေက1 2 3လေးနဲ့လိုက်ချုပ်ထားတယ်နော် ဟုတ်ပြီအဲ့ဆိုလို့ရှိရင်လည်းကျွန်တော်အဲ့မှာ break လေးပေါ့ဒါ break လေးဆိုင်เนาะအဲ့ break လေးကိုတခါခွာပေါင်းရင်းလေးတစ်ချက်ပြမယ်เนาะခွာပေါင်းရင်းလေးတစ်ချက်နဲ့ချုပ်ပြမယ်အဲ့ဒီမှာเนาะဘယ်လိုချုပ်မလဲဆိုတော့သူကဒီ၅ထိပ်စီပေါ့เนาะဒါခွာပေါင်းရင်းကိုပြမှာเนาะခွာပေါင်းရင်း၅ထိပ်စီအဲ့ဒီ၅ထိပ်စီကိုတဲ့သူကဒီ၉ထိပ်ကတပင်သူ့အောက်တပင်ကျော်က၃ထိပ်ကဒီ၃ထိပ်က၅လို့သူကပြန်ဖြီးကစားတယ်เนาะဒီ၅ထိပ်စီကို၉၃ ဘုံလိုဖြီးကစားတယ်ငားလိုဖြီးကစားပြန်တယ်ဒီက၃နောက်ပိတ်နဲ့ဒီကွာပေါင်းညစ်နှစ်နဲ့ကိုသုံးနောက်ပိတ်နဲ့ကွာပေါင်းညစ်နှစ်နဲ့ကိုငားပြန်ကစားတယ်နော်ဒါပထမကတ်ဒုတိယကတ်မှာ तू က၄၄ထိပ်စီနော်အဲ့၄ထိပ်စီကိုဒီ၃ညရယ် तू ၃ညထိပ်ကဲ तू အောက်ကတပင်ကျော်က၆ထိပ်ကဲဒီက၈ထိပ်ကဲ၄လိုဖြီးကစားတယ်နော်ဒီငားကို၉၃၃ငားလိုကစားတယ်နော်ဒီ၄ကို၃ညရယ်၆ကဲ ရှစ်ကဲလေးလိုကစားတယ်လေးလိုကစားပြီးရတယ်အဲ့အောင်မှာ6ကဲဒီ6နောက်ပိတ်ကလေးရဒီကွာပေါင်းချင်းရှစ်ကဲလေးပြန်ဖြည့်ရနော်ဟုတ်ပြီတတရကံမှာဒီမှာလေးပဲနော်အဲ့ဒီလေးကိုဒီ3ဝင်ဒပင်ညောက6ထိပ်စီရဒပင်ညောက5ကဲလေးပဲပြန်ဖြည့်ရနော်အဲ့ဒီလေးကိုသူ့အောက်က1နောက်ပိတ်ကဲကွာပေါင်းချင်း3ဝင်ရလဲလေးပြန်ဖြည့်တယ်နော်အဲ့တော့ဒီမှာ6လှည့်ရောက်သွားပြီနော်အဲ့6ကို6ထိပ်ကဲ အောက်တပင်ကျော်က၄ထိတ်ခဲ့ပြီးခဲ့တဲ့ဘွဲက၆ထိတ်ကိုခေါ်တာပေါ့နော်သူက၆ပြန်ဖြီးဖို့အတွက်ဆိုရင်ဒီ၆ကိုဖြီးဖို့အတွက်ဆို၆၄၆ပေါ့နော်အဲ့ဒီ၆လို့ဖြီးပြီးတာ ਨੇ အဲ့၆ကိုဒီမှာ၈နောက်ပိတ်ရှိတယ်အဲ့၈နောက်ပိတ် ਨੇ ဒီကွာပေါင်းချင်း၈ထဲမှာ၆ဖြစ်မယ်နော်အဲ့တော့ကွာကွာ၈ပေါ့နော်ကွာ၈သူကအဲ့တော့ break လေး ਨੇ ကွာ၈ဆိုတော့သူက၆ခါပုံနေဖြစ်သွားတာပေါ့နော်တကယ်လို့များသူကဒီ၈ကိုတဲ့၈ကို၈လိုက်ဖြီးလို့၈ဆက်ဖြီးရင်ခွန်ထိတ်နော် ဒီရှိကို6ထိပ်ကဲ5ထိပ်ကဲ9ထိပ်ကဲဆက်ဖြီးခဲ့ရင်တော့ရှိကိုဆက်ဖြီးခဲ့ရင်9ထိပ်ပေါ့နော်အဲအဲ့ဒီမှာကျွန်တော်ပြောချင်တာကတော့ဂွားရှင်းနဲ့ဘရိတ်လေးရပြီနော်ဂွားရှင်းနဲ့ဘရိတ်လေးဆိုဆယ်ခွက်စီးပေါ့နော်ဆယ်ခွက်စီးအဲ့ဆယ်ခွက်စီးတွေကညီမတစ်ခွက်ပြန်ချုပ်ပေးမယ်နော်ထိပ်ကလေးတစ်လုံးနဲ့ပြန်ချုပ်ကြည့်မယ်နော်အဲ့ထိပ်ကဘယ်လိုလဲဆိုတော့ तू ကဒီ3ထိပ်ကဲတဲ့နောက်ပေါင်း3ဝင်ပေါင်းရင်600ရတယ်နော် ဒီ၃ထိတ်နဲ့နောက်ပေါင်း၃နဲ့ပေါင်းလိုက်6အဲ့6ဒီ6ထိတ်လို့ရိုက်လိုက်တာနဲ့ဒီမအောင်မှာ6ထိတ်ကြာအောင်အဲ့6ထိတ်လို့ကြာလိုက်တာနဲ့ဒီ8ထိတ်နဲ့ဒီ8ထိတ်နဲ့ပေါင်းရင်6ပြန်ဖြစ်ပါတယ်နော်ဒီ၃၃ည၃6ကို6ထိတ်လို့ထည့်လိုက်တယ်6ထိတ်လို့ထည့်လိုက်တာနဲ့ဒီ8နဲ့8နဲ့ပေါင်းရင်6ပြန်ဖြစ်တယ်အဲ့ဒီအချိန်မှာဒီ8ထိတ်ကြီးကိုဒီနောက်ပေါင်းရင်၃ညနဲ့ဒီ8ထိတ်နဲ့8ပြန်ဖြစ်တယ်နော်အဲ့လို8ပြန်ဖြစ်လိုက်တာနဲ့တဲ့သူက၃၅၃၃၉၃ပေါ့၃၉၃၅ကို ဆောင်းသုံးလုံးပေါင်းချင်း5လို့ထက်ထိတ်စီးတစ်လုံးရမယ်နော်အဒုတိယကတ်မှာကြတော့သူကဒီ6ထိတ်ဒီနောက်ပေါင်း8နဲ့ပေါင်းရင်4 6ထိတ်နဲ့နောက်ပေါင်း8နဲ့ပေါင်းရင်4အဲ့လေးက4ထိတ်စီးလို့ကြလိုက်တာ ਨੇ ဒီမှာသူက6ဒီ6နဲ့5နဲ့ကို4လို့ပြန်ကစားပါတယ်နော်ပထမကမှာ3 3တုံညာ3 6ကို6ထိတ်လို့ကြာတာနဲ့8နဲ့8နဲ့6ကစားတယ်အဲ့ဒီအချိန်မှာဒီ8ထိတ်ကိုနောက်ပေါင်းရင်း8နဲ့ဒီ နောက်ပေါင်းချင်း၃ညနဲ့ဒီ၈နဲ့၈ပြန်ဖြီးတယ်အဲ့ဒီအချိန်မှာဒီ၃လုံး၅ကိုဇောင်း၅ဆိုပြီးတော့ထောက်ထား၃ချက်ချုပ်ထားတာနော်ထိတ်ကိုပြီးဒုတိယကတ်မှာ၆နဲ့နောက်ပေါင်း၈နဲ့၄အဲ့လေးရ၄ထိတ်ကြအဲ့၄ထိတ်ကြရတာနဲ့ဒီ၉နဲ့၉ထိတ်နဲ့၅ထိတ်နဲ့ကို၄ပြန်ဖြီးမယ်နော်အဲ့ဒီအချိန်မှာဒီ၉ထိတ်စီကိုတဲ့ဒီ၈နောက်ပေါင်း၄နဲ့အဲ့ဒီ၅ထိတ်နဲ့ကို၉ပြန်ဖြီးရမယ်နောက်ပေါင်း၄နဲ့၅ထိတ်နဲ့ကို၉ပြန်ဖြီးရမယ်အဲ့ဒီအချိန်မှာပဲသူက၅ရဲ့၃ညရဲ့၆ရဲ့၁ပါတဲ့ ငါးညာရဲ့6ဝဲ1အဲ့တကိုခုံဝဲ9ဝဲ9ရဲ့1စောင်းထိုးမယ်နော်3ချက်ချုပ်ထားတာထိပ်စီးတစ်ချက်ကိုနော်ထိပ်စီးတစ်လုံး3ချက်ချုပ်တာနော်အဒုတိယကတတိယကမှာသူကတတိယကကြာတော့သူကဘလို့ဖြစ်လာမလဲဆိုဒီ6ဝဲတဲ့ဒီနောက်ပေါင်း9နောက်ပေါင်းဝဲနောက်ပေါင်း9ဝဲပေါင်းတော့9အိုင်9 9ထိပ်စီးလို့ကြာလိုက်တယ်9ထိပ်စီးလို့ကြာလိုက်တာနဲ့ဒီ9ထိပ်စီးနဲ့ဒီ6နဲ့အိုင်9ကိုပြန်ဖြီးတာနော်အိုင်9ကို9ထိပ်စီးနဲ့6နဲ့9ပြန်ဖြီးတယ်အဲ့ဒီချိန်မှာဒီ9ထိပ်စီးကိုတဲ့သူ့အဘွား ။နောက်ပေါင်းရင်းသုံးနဲ့ဒဗင်ဂျိုက6ထိတ်နဲ့ကိုးပြန်ဖြစ်ပါတယ်တဲ့နော်။ဒီကိုးထိတ်ကြီးကိုပြန်ပြီးတော့ချုပ်ထားတယ်။ဒီကိုးဆိုပြီးတော့နော်။အဲ့ဒီအချိန်မှာဒီက3ဝင်တဲ့3နောက်ပိတ်ကနှစ်နှစ်ခါရဲ့3နောက်ပိတ်ကနှစ်ခါဒီတက်ကရ6ပါတဲ့တက်နောက်ပိတ်ကအဲ့6ကိုဒီ3လုံးစောင်း6ပါဆိုပြန်ချုပ်ထားတယ်နော်။သူက6လို့ချုပ်ထားတယ်။ဟုတ်ပြီအဲ့ဒါဆိုရင်လည်းအခုဒီနောက်ဆုံး4ကမြောက်ပေါ့နော်။အဲ့ဒါဆိုရင်ဒီ၄ရဲ့ဒီအောက်ကနောက်ပေါင်းခွန်ရယ်၄၉၈ပေါင်းရင်တက်ကတက်ထိပ်စီလို့ကြာပြီ ိုက်တထိတ်စီကိုဒီမှာတစ်လို့ပြန်ဖြည့်ဖို့ရအောင်သုံးများထိတ်ရှိရအတွက်ဒီမှာတစ်ထိတ်နော်ဒီမှာတစ်ထိတ်ထည့်ရမယ်အဲ့တော့သူက၄၉၈တစ်ကိုတစ်ထိတ်ဖြစ်တဲ့အတွက်အဲ့ဒီကိုဒီလိုတစ်ဖြစ်အောင်ဆိုရင်တစ်ထိတ်ထည့်ရမယ်အဲ့ဒီအချိန်မှာဒီသုံးများထိတ်စီကိုတဲ့သူ့ရဲ့တပင်ကျော်ကနောက်ပေါင်း၉နဲ့အဲ့တစ်ထိတ်နဲ့ပေါင်းရင်လည်းသုံးများဖြစ်ရပါမယ်တဲ့နော်အဲ့ဒီအချိန်မှာဒီမှာသုံးများရဲ့ရှစ်ကဲရှစ်ကဲသုံးများအဲ့ဒီမှာ၆ကဲ၆နောက်ပိတ်ကဲရှစ်ခါရဲ့ ရှင်းနောက်ပိတ်ကြဆိုတော့နှစ်အဲ့ဒီနှစ်ကိုတဲ့ဒီဆောင်းသုံးလုံးပေါင်းညက်နှစ်ဖြစ်ရမှာမယ်ဆိုတော့တစ်ထိပ်စီပေါ့နော်တစ်ထိပ်စီကိုသုံးချက်ချုပ်ပိတ်ထားရယ်နော်အဲ့တော့ဘွာပေါင်းညက်ရှင်းနဲ့ပရိလေး၁၀ခွက်နော်ဘွာပေါင်းညက်ရှင်းနဲ့ပရိလေး၁၀ခွက်ထွက်တယ်အဲ့ဒီထဲမှာတစ်ထိပ်စီအဲ့ဒီဆဲမှာသူကတစ်ထိပ်စီတစ်ထိပ်စီဘွာရှင်းဆိုတော့ခေါနောက်ပိတ်ပေါ့နော်အဲ့ဒီအချိန်မှာပရိလေးဆိုတော့တစ်ချောက်ခုံဆိုတဲ့ကဏ္ဍတစ်ခွက်ကိုတိုက်တယ်ကြိုက်တဲ့လူကတစ်ချောက်ခုံတစ်ခွက် မတက်နိုင်တဲ့လူက16ခွန်တကောတည်းထိုးပေါ့နော်အဲ့ဒီ ग्वा ရှင်းနဲ့ဘရိတ်လေး10ခွက်ထိုးပေါ့နော် ग्वा ရှင်းနဲ့ဘရိတ်လေး10ခွက်ထွက်တယ်အဒီ site ကရန်ညင်တဲ့လူက ग्वा ရှင်းနဲ့ဘရိတ်လေး10ခွက်လန်ရန်ပေါ့နော်အားလုံးကုလတ်ကံကောင်းကြပါစေဗျာနော်အားလုံးကုလတ်ပါ